PSG နီးပြ NRK က Champions League ပြိုင်ပွဲမှာ PSG အသင်းပိုးဆွဲပြီးတဲ့နောက်အသင်းတိုက်စင်ကစားသမား Dembele အနေနဲ့2025ဘလွန်ဒီယောဆုရသင့်တယ်လို့ပြောကြားခဲ့ပါတယ်။အသက်28နှစ်အရွယ်ပြင်သစ်လေရေးစင်တိုက်စင်ကစားသမားဒမ်ဘီလီဟာစနေနေ့ကအင်တာမီလန်အသင်းကို9ဂိုးပြန်တဲ့အနိုင်ရတဲ့ချန်ပီယံလိဘိုလူဝဲမှာကိုရိုင်းဂိုးသွင်းနိုင်ခြင်းမရှိပေမဲ့လည်းဂိုးဖန်တီမှု2ကြိမ်ပြုတ်လုခဲ့ပြီးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။၎င်းဟာ2024-2025ရာသီမှာချန်ပီယံလိဖလား ြင်သစ်လီဂိုဝမ်ချန်ပီယံဆုနဲ့ ြင်သစ်ဖလား၃လုံးစလုံးရယူနိုင်ခဲ့တဲ့ PSG အသင်းအတွက်အထူးခြေစွမ်းပြခဲ့ပြီးပြိုင်ပွဲစုံ49ဝဲမှာ33ဂိုးသွင်းပြီးဂိုးဖန်တီမှု15ကြိမ်ပြုတ်လုနိုင်ခဲ့ပါတယ်။2024 2025ရာသီမှာဘာစီလိုနာတိုက်စစ်ကစားသမားတွေဖြစ်တဲ့ရမားနဲ့ရာဖီညာလီဗာပူးတိုက်စစ်ကစားသမားဆာလာတို့ဟာဒမ်ဘီလီလိုပဲခြေစွမ်းပြနိုင်ခဲ့ကြပြီး2025ဘလွန်ဒီယောဆူအတွက်ရေပန်းစားနေတယ်လို့သိရပါတယ်။အခုကအန်ရီကေကဒမ်ဘီလီအနေနဲ့ဘလွန်ဒီယောဆူနဲ့ထိုက်တန်ကြောင်ပြောကြားခဲ့တာဖြစ်ပါတယ်။ န်ရီကေကသူခံစစ်ကိုကုညီတာနဲ့ပတ်သက်လို့သူ့ကိုကျွန်တော်ဘလွန်ဒီယောပေးချင်ပါတယ်။သူကဒီအသိန်းကိုဥဆောင်ခဲ့တာပါ။ဒမ်ဘလီကဘလွန်ဒီယောဆိုနဲ့ထိုက်တန်နေဆိုတာတန်ရရှိစရာမလိုပါဘူးလို့ပြောပါရယ်။ဒမ်ဘလီဟာ PSG အသင်းချန်ပီယံလိဖလားကိုပထမဆုံးအကြိမ်ရယူနိုင်ပြီးတဲ့နောက်ဘလွန်ဒီယောဆိုအတွက်ရေပန်းစားနေတယ်လို့သိရပါရယ်။